မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အ мян ဆုံးတထေးဖြစ်နီးအခန်း83မယူခင်အရင်ပေးပါအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်လောကတွင်လူများသည်တဦးနှင့်တဦးတစ်ခုခုကိုအပေးအယူလုပ်နေကြသည်ကိုကပေးသည်သူကယူသည်သူကပေးသည်ကိုကယူသည် တို့ဒီမဟုတ်သူလိုချင်တာကိုရအောင်ကိုကကူညီသည်ကိုလိုချင်တာကိုရအောင်သူကကူညီသည်ဤတို့လျင်အပေးအယူတန်တရာကြီးလဲပတ်နေ၏ပေးသလောက်သာရလိမ့်မည်ဤဒီမှာအမှန်တရားကိုဖွင့်ဆိုသောဆိုရိုးစကားဖြစ်၏ထို့ကြောင့်သူများထံမှလိုချင်လျင်တိ သူများလိုချင်တာကို များများပေးပါနှစ်သူများမလိုချင်တာကိုနည်းနည်းပေးပါ ဖြစ်နိုင်ရင် လုံးဝမပေးပါနဲ့သုံးသူများကိုကူညီရာတွင်ပို၍အတုံးကြနိုင်ရန်ကိုကိုကိုပို၍တန်မိုးရှိအောင်လုပ်ပါလေး အလောက်ရှင်ကိုဖြစ်စေအထက်လူကြီးကိုဖြစ်စေကျွန်တော်တခြားဘာများကူညီရအောင်မလဲဟုမေးပါငါအခြားလူများဤနှစ်သက်ခံလိုခြင်းချီးကျူးခံလိုခြင်းအရေးပါလိုခြင်းအတုံးကြလိုခြင်းဤဟုသောဗီဇလိုအင်များကိုအစွမ်းကုန် ်ဖြည့်ဆည်းပေးပါ6မိမိကိုယ်ကို အခြားသူများဤအလိုအဆုံ ပုံကိုစရင်ဝင်အောင် ပြိုးထောင်ပါအတုံးများသောဆူယိုးစကားတခွန်းရှိသည် အခြားမဟုတ်ကျဥအလုံးကို ချင်းနဲ့ထဲ့ပြီးစောင့်ကြည့်နေပါဟူ၏ သို့သောမိတ်ဆွေသည် ချင်းကိုစောင့်ကြည့်သူဖြစ်ယုံနှင့်မပြီးသေးချင်းကိုတည်ယူသူဖြစ်ဖို့ကအဓိကကျောက်ကိုထိုင်ဆောင်နေခြင်းအတွက် မိတ်ဆွေအားဘသူကမှပတ်စံပေးလိမ့်မည်မဟုတ်ထိုချင်းကိုကြက်ဥဝယ်မြည်သူထံတဲယူသွားမှသာလျှင်မိတ်ဆွေအားပတ်စံပေးလိမ့်မည်ထို့ကြောင့် ကိုကသူများထံမှတခုခုလိုခြင်းလျင်သူများကိုကိုက တခုခုပထမဆုံးပေးပါတသူများလိုခြင်းတာကို များများပေးပါနှစ်သူများမလိုခြင်းနာကိုနည်းနည်းပေးပါ ဖြစ်နိုင်ရင် လုံးဝမပေးပါနဲ့ဤဒီပင်လင်ကျင်းသေးပေါအ мян ဆုံး တထေဖြစ်နီးသည်နီးကိုတိလျင်ယခုချက်ချင်းစတင်လှုပ်ပါအချိန်ဆွဲမနေပါနဲ့အမြန်ဆုံးလှုပ်ပါ အမြန်ဆုံးလှုပ်မှ အမြန်ဆုံးတထေဖြစ်လိမ့်မည်မင်္ဂလာပါခင်ဗျာဆာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အ мян ဆုံး တထေးဖြစ်နီးအခန်း84အောင်မြင်မှုထုတ်ကုန်ကို ထုတ်လုပ်ပါ အောင်မြင်မှုသည် ထုတ်လုပ်ယူရသော ထုတ်ကုန်ဖြစ်သည် အောင်မြင်မှုသည်အခြားရုပ်ဝိထုထုတ်ကုန်များကဲ့သို့ပင်တကယ်တည်ရှိသည်တကယ်မြင်သာသည်တကယ်ကိုင်းတွယ်ထိတွေ့၍ရသည်တကယ်တန်ဖိုးရှိသည်ရုပ်ဝိထုထုတ်ကုန်ထက်ပို၍တန်ဖိုးရှိသည် အောင်မြင်မှုသည်ထုတ်လုပ်ယူရသော ထုတ်ကုန်တစ်ခုဖြစ်သည် ဟုတည်တည်နှင့်တပြိုင်နက် ောင်မြင်ရန်နီလန်းကိုတွေ့ရှိရန်ပါမှမခက်တော့အောင်မြင်မှုသည်ကံကြမ္မာအပေါ်မှမတီးကုသိုလ်ကံအပေါ်တွင် မတီးအခြားအံ့ဘွယ်တကူအိဒီပတ်တစုံတရာအပေါ်တွင်မတီးအခြားယောဝိတ္ထုကုံပစ္စည်းများကို ထုတ်ယူရသကဲ့သို့ပင် အောင်မြင်မှုကိုလည်းထုတ်လုပ်ယူရ၏အောင်မြင်မှုကုံရော ထုတ်လုပ်ရန် ကုံညာများမိတ်ဆွေမှာရှိပြီးဖြစ်သည်မိတ်ဆွေပိုင်ဆိုင်ထားပြီးဖြစ်သည်အောင်မြင်မှုထုတ်ကုန်ထုတ်လုံနီးသည်ကျင်းတေပေါ့အောင်မြင်နီးပင်ဖြစ်၏ထိုနီးများသည်ရှင်းသည်လွယ်သည်ဘာမှမခဲထိုနီးများကိုကျင့်သုံးရန်အထူးအရေးအချင်းမလိုဘွယ်အဓုဂုံဓုမလိုပါရမီမလို့ တို့ဆိုရင်အောင်မြင်မှုထုတ်ပုံကိုဘလို့ထုတ်လုံမည်နီပထမဦးစွာဘာကို ထုတ်လုံမှာလဲဆိုဒီကိုတိဖို့လိုသည်ဘလို့အောင်မြင်မှုမျိုးကို ထုတ်လုံမှာလဲဆိုဒီကိုတိဖို့လိုသည် အောင်မြင်မှုအတွက်ကုံညမ်းသည်မိတ်ဆွေဤအလုတ်ဖြစ်သည် မိတ်ဆွေသည်ထိုအလုတ်ကိုအကြောင်းပြု၍အခြေခံ၍မိမိဤဆွမ်းဆောင်ရည်နှင့် အခြားအရေးအချင်းများဖြင့်အောင်မြင်မှုကိုထုတ်လုပ်နိုင်၏ကျွန်ုပ်ဤနှစ်ပေါင်းများစွာလေ့လာစူးစမ်းမှုရအောက်ပါအချက်ကို သိရှိရ၏ကာကြီးအလောက်ခွင်တွင်ကျေနပ်ပျော်ရွှင်မှုအရေးအချင်း15ရာခိုင်နှုန်းခါကွေပုပ်ကိုရေးအရေးအချင်းများ 85ရာဂိုင်းနှုန်းဤဒီမှာအောင်မြင်သူတို့၏အခြေအနေဖြစ်သည် မအောင်မြင်သူ အလောပြုတ်သူတို့၏အခြေအနေမှာအောက်ပါအတိုင်းဖြစ်သည်ကာကြီးအလောခွင်တွင်ကျေနပ်ပျော်ရွှင်မှု မရှိခြင်း85ရာဂိုင်းနှုန်း ပုဂ္ဂိုလ်ရေးအရေးချင်းမပြည့်စုံခြင်း85အရာ gain နှုန်းထို့ကြောင့်အလောက်ခွင်တွင် အောင်မြင်တိုးတက်မှုရရန်ကျင်းသေးပေါ့အောင်မြင်နည်းများကို မလွဲမသွေ လေလာကျင့်သုံးရမည်ဖြစ်၏။ဤနည်းဖြင့်မိတ်ဆွေသည်အောင်မြင်ရေးထုတ်ကုန်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်မည်ဖြစ်၏။သို့သောထုတ်ကုန်ကို ထုတ်လုပ်ပြီးယုံနှင့် မလုံလောက်သည် ထုတ်ကုန်ကိုလှပစွာထုတ်ပိုးရအောင်မည်ထုတ်ကုန်ကို လူဝဲခြင်းအောင်လှလှပပထုတ်လုံးဤကို အခန်း48၌ပေါ်ပြခဲ့ပြီးဖြစ်သည် ထိုခန်းကို ပြန်ဖတ်ကြည့်ပါဦးမိတ်ဆွေအားလူတွေကကြည်လင်ပထမဦးစွာဘာကိုအဓိကထား၍ကြည်တယ်လဲ ဝိစားစင်ရင်မုံကိုတတိထား၍ကြည်ဝိစားစင်ရင်မှုသည်လူတယောက်ဤပြင်ပကိုရီကိုသွေးဖြစ်သည်မိ쇠ဤပြင်ပကိုရီကိုသွေးကိုကြည်၍မိ쇠ဤအလုံရှင်ကမိ쇠ကိုအကဲဖြတ်လိမ့်မည်ထို့ကြောင့်မိ쇠သည်ကိုကိုကိုထုတ်လုံယုံနှင့်မပြီးသေးလှပအောင်လဲထုတ်ပိုးရအောင်မည်ဖြစ်၏တနည်းဆိုသောလှပအောင်ထုတ်ပိုးခြင်းသည် ကိုကိုကိုစွန်အောင်ကြောညာခြင်းပင်ဖြစ်သည်ဤနည်းကို လူကိုယ်တိုင် တွေ့ဆုံရာတွင်လဲသုံးရမည်တယ်လီဖုန်းဆက်ရာတွင်လဲသုံးရမည်စာရေးဆက်သွယ်ရာတွင်လဲသုံးရမည်ကိုကိုကိုလှအောင် ထုတ်ပိုးနည်းများကိုဤစာအုပ်အပါဝင်ကျွန်ုပ်၏အခြားစာအုပ်များတွင် သက်ဆိုင်ရာအခန်းများ၌အသေးစိတ်ဖော်ပြထား၏ မိမိစိတ်ကူးရလင်ရသည်လို့လဲစိတ်ကူးညံကွန့်၍တီထွင်ကျင့်သုံးနိုင်၏လိလာသူသည်အလုံးကိုတည်သည် အောင်မြင်သူသည်လူတိုင်းကိုတည်သည်လိလာမှုနှင့်အောင်မြင်မှုသည်တဟဇာတဖြစ်၏ရင်းနှစ်ခုပေါင်းလျင် အမြန်ဆုံးတထေးဖြစ်၏ထို့ကြောင့်ပညာရမည့်ပုဂ္ဂိုလ်ထံသို့သွားပါ ိုးတက်လန်းရှိသော နေရာသို့သွားပါပက်ဆံရမည်နေရာသို့သွားပါဤဒီမှာအောင်မြင်မှုထုတ်လုံဤအကျဉ်းချုပ်မျှတာဖြစ်၏အသေးစိတ်ကိုမိတ်ဆွေကိုယ်တိုင် ဖြစ်ဆွတ်သွားရန်လိုသည်လုပ်ငန်းအဆင့်အဆင့်ကို နီးမှန်လမ်းမှန်လှုပ်ဆောင်သွားပါ အောင်မြင်ရေးအတွက်ကံကိုအားကိုးစရာမလိုအံ့ဖွယ်တကူ ိတ်တိပတ်ကိုအားကိုးစရာမလိုကိုကိုကိုသာအားကိုးပါမိတ်ဆွေဤအောင်မြင်မှုထုတ်ကုန်ကိုလှပစွာထုတ်လုပ်၍လှပစွာထုတ်ပိုးနိုင်သူမှာမိတ်ဆွေကိုယ်တိုင်သာဖြစ်၏မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အ мян ဆုံးတထေးဖြစ်နီးအခန်း85 တန်လန်းပေါ်မှယထာဆက်ကောင်း အခန်းကိုတင်ဆက်ပေးလိုက်ပါတယ်။အောင်မြင်မှုသည်ယထာဆက်ကောင်းနှင့်တူ၏။အောင်မြင်မှုဆက်ကောင်းကိုတန်လန်းပေါ်တွင် မောင်းနှင်မှသာလျင်လူရပန်းတိုင်သို့ရောက်သည်။ထို့ကြောင့်မိတ်ဆွေသည်လည်းဘဝပန်းတိုင်သို့ရောက်နိုင်၏။သို့သောကျင်းတေပေါက်ပြောလို့တော့မရ။မိတ်ဆွေ၏အောင်မြင်မှုဆက်ကောင်းသည် တန်လန်းမော်လွဲချော်သွားလျင်သို့မဟုတ်တန်လန်းအတိုင်းမသွားပဲလမ်းချော်သွားလျင်လူရပန်းနိုင်သို့မရောက်နိုင်တော့မိတ်ဆွေဤအောင်မြင်မှုစကောင်းအင်ဂျင် အားဘလောက်ပင်ကောင်းကောင်းတန်လန်းမော်မှ မမောင်းလျင်ပါမှအတုံးမကြလန်းချော်ပြီးပြည့်စည်နေသောယထာရွဲများကိုစိတ်မျက်စိဖြင့်မြင်အောင်ကြည့်ပါ အလားတူပင် အင်ဂျင်ဆက်ကောင်းနှင့်တူသော မိတ်ဆွေဤအောင်မြင်ရေးစီမံကိန်းသည်လမ်းမှန်ပေါ်မှမသွားဘဲလမ်းချော်သွားလျင်လိုရာခရီးမရောက်နိုင်တော့လမ်းမှန်အတိုင်းသွားနေလျင်တော့ဘာမှပူစရာမလိုသို့သောရှေ့ခီးလမ်းတစ်လျှောက်တွင်ဘာတွေရှိနေသည် ဆိုတာကို မိတ်ဆွေမြင်ကောင်းမှ မြင်နိုင်လိမ့်မည်လူဘဝသည်လည်း ခยีလမ်းနှင့်တူ၏လူဘဝတလျှောက်တွင်မှောင်မိုက်သောကာလတွင်နှင့်ပြည့်နှက်နေသည်ဝေးလံသောပန်းတိုင်တို့မရောက်ခင် အခဲအခဲပေါင်းမြောက်များစွာနှင့်တွေ့နိုင်၏သို့သောမျက်စိတဆုံးမြင်နိုင်သော ရှေ့ခยีလမ်းကိုတော့မျော်မှန်းနိုင်ရမည်တို့မသာအမောင်လူတွေမှုန်တိုင်းတွေစင်းနှင်းတွေကို ကြော်ဖြတ်နိုင်လိမ့်မည်မိမိဘာနိုင်ကို လူတိုင်းလှမ်းမမြင်နိုင်ပဲရှိတတ်သည်သို့သောကိစ္စမရှိလက်ရှိရှောက်လန်းနေသောခရီးကိုသာလမ်းမှန်ပေါ်မှရှောက်သွားပါကအချိန်တန်လျင်ပန်းနိုင်သို့ရောက်လိမ့်မည်ကဘာကျော်နေသည့်ရှာအာဇာနီကိုလံဘတ်ဤကြီးမြတ်ချင်းသည်အမေရိကတိုက်ကို တွေ့ရှိခြင်းမဟုတ်သူ၏မဆုစာအုပ်တွင်ညစဉ်ညတိုင်းယနေ့ကျွန်ုပ်တို့သည် အနောက်ဖက်သို့ရွက်လွင့်သည်အဘဲကြောင့်ဆိုသောထိုဒေတာသည်ကျွန်ုပ်တို့၏လမ်းကြောင်းဖြစ်သောကြောင့်သည်ဟူ၍ရေးသားခဲ့ခြင်းသာဖြစ်သည်ကိုလံဘတ်သည်လမ်းကြောင်းပေါ်တွင် ရှိနေခဲ့သောကြောင့်သာလျှင် သူဤမှန်းရာပန်းတိုင်သို့မလွဲမသွေရောက်ရှိခဲ့ခြင်းဖြစ်၏မိတ်ဆွေလည်းကြီးပွားချမ်းသာခြင်းလျှင်လမ်းကြောင်းပေါ်တွင်လျှောက်ပါလေ